အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ28ရက်နေ့မနက်ခင်းပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မနက်ခင်းပိုင်းလို့ပြောတာကျွန်တော်မင်းညာကမရိုက်ဖြစ်ပြီလို့ဒီမနက်အစောကြီးထားရိုက်ပြီးတယ်ပေါ့နော်တော့ပထမဦးဆုံးသတင်းတွေမတင်ဆက်ခင်မှာကြိုတင်ပြီးတော့မြေတရခန့်ဇေယတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုဆိုလို့ရှိရင်ဒါအားလုံးသိတဲ့အတိုင်းပဲပြပမီဒီယာတွေဆိုလို့ရှိရင်လေသူ့အနေနဲ့သူ ရက်တည်တယ်ရက်တည်တဲ့အပြင်မှာဒါနိုင်ငံခြားထောက်ပံ့ပေးတာတွေဖျက်တောက်လိုက်တဲ့အချိန်မှာအဲသူတို့အခုဆိုလို့ရှိရင်ကျွန်တော်တို့လုပ်သူလိုမျိုးပဲပြည်သူရဲ့အထောက်ပံ့တယ်ပေါ့နော်အဲအဲ့လို donation တွေရှာနေတာရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းမှာကျတော့နည်းနည်းရက်တည်ရခက်ခဲလာတယ်ပေါ့နော်ထောက်ပံ့တဲ့သူနည်းနည်းနေလာတယ်ဟိုပုံမှန်လေးလေးပြောရရင်တော့ကျွန်တော်တို့ကပြည်သူထောက်ပံ့တဲ့ရက်တည်တာဖြစ်တဲ့အတွက်မရှက်ဘူး ဒီလှုပ်ဆက်လုပ်ဖို့အတွက်ဒါကအထောက်ပံ့တော့မဖြစ်နေလို့အပ်တယ်ပေါ့နော်သူတို့ကတခါသူတို့ donate လို့မဆိုရင်5ဒေါ်လာတောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အဲ့လောက်ကြီးလဲများများဆဆလဲမတတ်မှတ်ပါဘူးကျွန်တော်ဗီဒီယိုကိုဥပမာ YouTube မှာကြည့်တဲ့သူကဥပမာပြက်မြတ်5000ဆိုရင်အတက်900နဲ့တော့အဆင်ပြေတယ်နော်တက်900နဲ့လည်းအဆင်ပြေတယ်ကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့ထောက်ပံ့ပေးကြပါဦးလို့မြစ်တာရခံကြပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့ရီရှိဆက်ပြီးတော့ ဒီလုပ်ငန်းကိုဆက်ပြီးလုပ်ကိုင်သွားလို့ရမှာပေါ့နော်။ဒါဆိုဒီဘက်ကတုံ့နှံ့နေရတဲ့အင်အားကဟိုဘက်ကဖိအားပေးတဲ့အင်အားနဲ့မမျှတအောင်မမျှတတဲ့နေရာမှာကျွန်တော်တို့ပဲဖြစ်ဖြစ်အခြားသောသူတယောက်ပဲဖြစ်ဖြစ်ပေါ့ဘယ်သူပဲဖြစ်ဖြစ်တေချာပေါ့အကူကြီးထောက်ပံ့ဆိုပြီးလိုအပ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကြည့်တဲ့ viewer တွေရှိသလိုအခြားသူတွေကိုကြည့်တဲ့ viewer တွေလည်းရှိမယ်ပို့ပြီးအားတာတဲ့သူတွေလည်းရှိရှိမှာပေါ့နော်အခြားသူတွေကိုပို့ပြီးအားတာဆိုရင်ကိုအားတာတဲ့သူကို မြဲများထောက်ပံ့ပေးနိုင်မြဲများပေါ့တန်းနိုင်လောက်ထောက်ပံ့ပေးနိုင်တန်းနိုင်လောက်ပေါ့နော်စသဖြင့်ထောက်ပံ့ပေးကြဖို့အတွက်မြစ်တိုက်ရခံကြပါတယ်။ဒါဆိုနှစ်ဖက်ပြိုင်နေတဲ့အနေအထားမှာကျွန်တော်တို့ကဟိုထောင်မတက်သွားလို့ရှိရင်တော့မလဲကျသွားဖို့အတွက်နော်ပိသက်ရဲ့ဂျားကန်အားတခုကျွန်တော်တို့မှလိုအပ်ပါတယ်။ဘာကြောင့်လို့ဆိုတော့ကျွန်တော်တို့ကအဲပုံမှန်လေးပြောရင်ဒီလောက်ပဲလောက်တက်တာဒီလောက်ပဲရှိတယ်။ဒါပဲလောက်ကြရှိတယ်။ဒါကလွယ်ပြီးကျွန်တော်တို့မှအဲတခြားသမင်းစားစရာလုပ်ငန်းမရှိဘူး။ဒီကကြွေးတဲ့သမင်းနဲ့ပဲစားရတယ်။ အိတ်စားနဲ့ထမင်းနဲ့အသက်ရှင်ပြီးတော့ဒီအလုပ်ကိုလုပ်ရတာဖြစ်ပါတယ်အဲ့တော့ကျေးဇူးအပ်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တခုပဲပြောချင်တာအတိုင်းအတာတစ်ခုထိအဆင်ပြေသွားပြီကျွန်တော်တို့ဒီအခုဆိုရင်ကျွန်တော် monetization ရှိတယ်ဒါပေမဲ့ပတ်စံကပြန်မဝင်သေးဘူးပတ်စံပြန်မဝင်သေးဘူးဆိုတာကျွန်တော်မှချိတ်ဆက်ပြီးထုတ်เสียရမရှိဘူးဒါပေမဲ့ဒီခေတ်မှာကျတော့ကျွန်တော်တို့လိုရည်တည်တဲ့သူတွေအတွက်လည်းထုတ်ဝပြရတာခက်ခဲတယ်အဲ့ဒီတော့အဲ့ဒါသာတကယ်လို့ထုတ်လို့ရပြီအဆင်ပြေပြီကုမ္ပဏီကစိတ်ချရတယ်ဆိုလို့ရှိရင်တော့ကျွန်တော် monetization နဲ့ရည်တည်လို့ရတယ် တော့ကျွန်တော် YouTube မှာကြည့်တဲ့ viewer တွေနဲ့ကျွန်တော်တနေ့ကိုပုံမှန်အဖြစ်ဒေါ်လာ20လောက်တော့ကျွန်တော်ပုံမှန်ရှာလို့ရဒေါ်လာ20ဆိုတနေ့ဝင်ငွေ8000လောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တည်င်းတွေကိုကျွန်တော်စိတ်ကြိုက်ကျွန်တော်တင်ဆက်ပေးနေလို့ရတယ်ကျွန်တော်အဲရုံခန်းခါခါပဲဖြစ်ဖြစ်ကျွန်တော်မီတာကရေပုံမျိုးစသဖြင့်အကုန်လုံးကိုကျွန်တော်ဖြည့်ရှင်းနိုင်တယ်เนาะအဲ့ဒီမတိုင်ခင်စက်ကြားလေးဒီမှာကျွန်တော်ရေးပြည့်တတ်ရဲ့ခွန်အားကိုကျွန်တော်အားကိုချင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့တည်င်းနေပထမဆုံးတိဆက်ပေးချင်ပါတယ် အဲ့ဒါကတော့ဇွန်လ26ရက်နေ့မနက်ပိုင်းကတပိတ်ချင်းမြို့နယ်6မိုင်ဒေသမှာရှိတဲ့ရှားချက်ပေါ့နော်ရှားချက်မှာ PDF ဒီနေထိုင်တဲ့စခန်းတစ်ခုကိုဝင်ရောက်ရှင်းလင်းခဲ့ပြီးတော့အဲ့ဒီရှင်းလင်းနေရာမှာအလောင်းလက်နက်တော်တော်များများရခဲ့တယ်တော်တော်အပုံလိုက်ခဲလိုက်ကြီးရခဲ့တယ်ပေါ့နော်ရေတွက်ကိုတော့နောက်ပိုင်းကျလို့ရှိရင်တော့တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့တောင်သာဒီကုန်းကြီးရွာထဲကို PDF အဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရွာထဲမှာနေတဲ့ အပြစ်မဲ့ပြည်သူ3ဦးသေဆုံးခဲ့ပြီးတော့နောက်ထပ်3ဦးဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့သောစွန်လ25ရက်နေ့ညနေပိုင်းမှာမန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်တီးကုန်းရွာကို PDF ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်လက်နက်ကြီးဘုံသီးကြားရောက်ပောက်ကွဲပြီးတော့အဲ့ဒီဒေသမှာနေထိုင်တဲ့ဒေသခံပြည်သူ3ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ နောက်တစ်နေ့တော့ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ကမ္ဘာမူရေးဆိုတာတိုက်ဖြတ်ရေးနေပေါ့အဲ့ဒီနေ့အတွက်အထိမ့်မှတ်နေတဲ့မြန်မာတနိုင်ငံလုံးမှာမူရေးဆိုတာဒေါ်လာသန်း300ဘူးလောက်ဖြည့်ဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်ဒီသတင်းကိုနိုင်ငံတကာသတင်းတွေကလည်းဖော်ပြသွားပါတယ်ဒါ ਉਹ မလူလားတဲ့ဥမာလက်ရှိအုပ်ချုပ်မှုစနစ်ကိုမလူလားတဲ့လက်ရှိအုပ်ချုပ်နေတဲ့အဲတမတော်ကိုမလူလားတဲ့မီဒီယာတွေကတော့ဘလို့ဖော်ပြမလဲဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့လပိုင်းနေရပေါ့နော်ဒီမူရေးဆိုတာနဲ့ပတ်သက်ပြီးတော့ပြည်တွင်းမှာထုတ်လုပ်မှုဖြန့်ဖြူးမှုရှိတယ်လို့ အဲနိုင်ငံတကာသတိပေးပြီးတဲ့အချိန်မှာအခုလိုမျိုးမီးရှို့ပြရတယ်ဆိုပြီးတော့ပြောတယ်တကယ်တော့ဒါနှစ်စဉ်နှစ်တိုင်းလုံးနေကြဖြစ်ပါတယ်တရင်နောက်တော်များတည်တယ်အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်နှစ်စဉ်နှစ်တိုင်းအမြဲတမ်းဒီလောက်ပမာဏမကတဲ့ဟာတွေတောင်မီးရှို့ဖျက်ဆီးတာတွေကနှစ်စဉ်နှစ်တိုင်းလုံးနေကြဖြစ်တယ်နောက်တစ်ခုကမူကြီးစေဝါထုတ်လုပ်တာဖြန့်ဖြူးတာ အကုန်လုံးက တိုင်းရင်းသားဒေသကအချို့သောတိုင်းသားလက်နက်ကိုင်နာမည်တက်ထားတဲ့နာမည်ခံထားတဲ့သူတွေရတာ လှုပ်ဆောင်နေဆိုတာလည်းအားလုံးသိပြီးသားဖြစ်ပါတယ်။နော်အဲ့ဒါဒီပြီးမှတယ်စီးဝင်လာတာကိုအတက်နိုင်ဆုံးစီဖန်းနော်စီဖန်းလို့မိတဲ့ဟာတွေကိုခုလိုမီရှုပ်ဖြက်စီရဖြစ်ပါတယ်။မမိတဲ့ဟာတွေဒါမှမဟုတ်လို့ရှိရင်ငွေကြီးစံမိပြီးတော့အဲမွေးစေဝါကိုဖြန့်ကျင်လိုက်ဖြန့်ခွင့်ပေးတဲ့နေရာလည်းရှိတယ်။အဲ့ဒါမျိုးတွေလည်းစနေတကြတော့တိုက်ဖြတ်ရမှာဖြစ်ပါတယ်။နောက်တင်တဲ့ဘုကတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ဒီဖားဆောင်တိုက်ပွဲမှာပေါ့နော်။ဖျား PDF နောက်ပြီးလို့ရှိရင်ကာလာလာတာ ဲ့ဒီမှာရှိနေတဲ့ PDF အဖွဲ့ဝင်တော်များများတည်ဆုံးခဲ့တယ်။အဲ့ဒီချိန်မှာမှဒီ KRPDF ရဲ့တရင်မှုတယောက်ပါတည်ဆုံးခဲ့တယ်လို့သိရတယ်။တည်ဆုံးမှုကြီးရတာတော့ဒါစနိုက်ပါမှန်တဲ့ပုံပေါ်ပါတယ်။အဲ့ဒီလိုပဲပြီးခဲ့တဲ့ရက်ပိုင်းကအဲကြောက်မဲပုံကျဲမှုဖြစ်စင်မှာလည်းအရသားတွေထိခိုက်တည်ဆုံးနေဆိုပြီးတော့တည်င်းတွေထွက်ပေါ်ခဲ့တယ်။ဒါပေမဲ့လည်းတကယ်တမ်းအဲ့ဒီမှာနာရေးပို့တဲ့အချိန်မှာ TNL အလံကြီးအပေါ်ကနေအကောင့်အုပ်ပြီးတော့ဒါကားအကောင်စားကြီးနဲ့ပေါ့နော် နာရေးပို့တာမြင်ရပါတယ်နောက်တတိယဘုတ်ကတော့ဖြတ်သိမ်းခံထားရတဲ့ NLD ပါတီကမန္တလေးတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဟောင်းပေါ့နော်ဦးအောင်ကျော်ဦးဖြစ်ပါတယ်ဥက္ကဋ္ဌကဥပုထောင်ထဲမှာဒါထောင်ကျနေတာဖြစ်ပါတယ်ထောင်ကျနေရင်လည်းဇွန်လ29ရက်နေ့မနက်ပိုင်းမှာဒါအမောဖောက်ပြီးတည်ဆုံသွားတယ်လို့သိရပါတယ်နောက်တတိယဘုတ်ကအားလုံးလည်းတည်ပြီးသားဖြစ်မှာပါဟုတ်ပြီးခဲ့တဲ့လပိုင်းနေရာပေါ့နော် အုတ်တွင်ဘက်မှာနာမည်ကြီးသွားတဲ့အမှုတမှုရှိပါတယ်အဲ့ဒီအမှုကတော့ ခလီလေးပေါ့နော်တော်တော်လေးငယ်သေးတဲ့ခလီလေးကိုမွေးစားထားတယ်အဲ့ဒီမွေးစားထားတဲ့ခလီကိုအဲ့လင်မယားနှစ်ယောက်ကရင်းနှီးပူနဲ့လောင်းနဲ့လက်တီတွေနဲ့ထိုးတယ်အဲ့ဒီမွေးစားထားတဲ့အဖေကိုယ်တိုင်ကအဓမ္မပြုကျင့်တာတွေလုပ်ခဲ့အဲ့ဒီလုပ်ခဲ့တဲ့ခလီကတည်ဆုံးသွားခဲ့တယ်တည်ဆုံးသွားတော့နောက်ဆုံးဒီအမှုကိုစစ်ဆေးပြီးတော့အခုဒါအမိတ်ချမှတ်လိုက်ပါပြီအမိတ်ချမှတ်တဲ့အချိန်မှာတရားရုံးရဲ့အမိတ်ကိုတော့ကျွန်တော်တို့ကတော့သဘောကျတယ်အဲ့ဒါကဘာလဲဆိုတော့ထောင်တစ်သက်လိုရမရှိเนาะအဲ့ဒီအပြင်ကိုမှတခြားထောင်တန်းနေ ထည့်သွင်းပြီးတော့ချမှတ်လိုက်တယ်လို့သိရပါတယ်အဲ့ဒီကလေးရဲ့အသက်က9နှစ်ပဲရှိပါသေးတယ်ဆိုတော့အဲ့ဒီကလေးကိုအရမပြုကျင့်ခဲ့တဲ့သူ့မွေးစားအဖေလို့ပြောရအဖေလို့တော့နာမည်မတက်ထိုက်ပါဘူးเนาะအဲ့ဒီအခန်းတင်စော်ဝင်းဟိုကပုံမှန်306 3အရာထောင်တန်တသက်လို့ရမရှိ ပုံမှန်316အရာထောင်တန်20ဆိုတော့တကယ်လို့တသက်ကနေမှရှော့ပေါ်ရတယ်ဆိုလို့ရှိရင်နောက်ထပ်20အထက်ရှိသေးတယ်။နောက်ပြီးလို့ရှိရင်ပုံမှန်3.5အရာထောင်တန်9နဲ့အများကြီးပဲပြည့်တန်နေအများပြား ်အခုလိုချမှတ်ခဲ့တာဖြစ်ပါတယ်ဒီကလေးကိုနှိမ့်ဆက်တဲ့နေရာမှာပါဝင်ခဲ့တဲ့သူ့ရဲ့ဇနီးပေါ့သူ့ရဲ့ဇနီးကိုလည်းအပုံမှန်3263အရာထောင်တာ220နောက်ပြီးလို့ရှိရင်ပုံမှန်3253အရာထောင်တာ9နှစ်စုစုပေါင်း29နှစ်နဲ့ယောက်ျားကထောင်တန်တစ်သက်လွေရမရှိအပြင်ကိုအခြားထောင်တန်တွေတီးခြားပြီးတော့ချမှတ်တယ်မိန်းမကစုစုပေါင်း29နှစ် ဲ့တော့အဲ့လိုဆိုလို့ရှိရင်တော့ဒါတရားမျှတမှုရှိတယ်လို့ကျွန်တော်ပြောလို့ရမှာပေါ့နော်နောက်တစ်ဒီနေ့ဘုကတော့ဒီအရှိလေပိုင်းကိစ္စတွေပေါ့နော်ရှိလေပိုင်းကိစ္စတွေတင်းမှမူဖြစ်စဉ်တွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်တွင်းမှာလည်း73စီစီအနှဲငယ်ထိုးတက်လာတာရှိပါတယ်ဒါပုံမှန်ဖြစ်လိဖြစ်တာရှိတဲ့ကိစ္စဖြစ်ပါတယ်ရှိလေပိုင်းမှာမငြိမ်သက်မှုတွေဖြစ်လို့ရှိရင်ဒီပြည်တွင်းမှာအခုလိုမျိုး73စီစီလာရောက်ထိုးတက်မှာဖြစ်ပါတယ်အဲ့တော့ဒီနိုင်ငံတကာသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးမှပြောမှဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့တကယ်ဖြစ်ပျက်ခဲ့တဲ့သတင်းနဲ့ ဖော်ပြခဲ့တဲ့တည်င်းကွဲလွဲမှုကိုကျွန်တော်ပြောပြပါမယ်။အဲ့တော့ People Democratic Army PDA ဆိုတဲ့ဒီပေါက်မှာဖွဲ့ထားတဲ့အကြမ်းဖက် PDA အဖွဲ့တစ်ဖွဲ့ရဲ့စခန်းကိုလူမျိုးရေးတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးရှင်းလင်းပြီးတော့စခန်းကိုမိရှုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီစခန်းကိုမိရှုဖျက်ဆီးတဲ့တည်င်းကခေတ်သစ်မီဒီယာရောက်သွားတဲ့အချိန်မှာတော့ပခုတ်ကူကနေပေါက်မျိုးကိုစစ်အင်အားတထောင်ကျော်နဲ့ရိတ်ခါပို့လာတဲ့စစ်ကြောင်းကကြေးရွာကိုမိရှုဖျက်ဆီးလူရက်နေတယ်ဆိုပြီးတည်င်းထုတ်ပြန်ပါတယ်။အရှုတ်ခံရတဲ့ PDF စကန်ကပေကဘလူတင်လဲသူတို့စကန်မီရှုခံရတယ်လို့ပြောတယ်ခေတ်သစ်မီဒီယာမှာတော့အဲ့လိုမဟုတ်ပါဘူးသူတို့စကန်မီရှုခံရတာမဟုတ်ဘဲနဲ့ရွာဝမီရှုတယ်ဆိုပြီးတော့တင်းရေးပါတယ်ဒါကတော့သူတို့လုတ်ပြတယ်သူတို့ရဲ့တရားမျှတမှုဖြစ်ပါတယ်နောက်တင်းတဲ့ဘုကတော့အရင်နေ့ကကျွန်တော်ဗီဒီယိုထဲမှာတင်ဆက်ခဲ့တယ်ဒီပျော်ပွင့်တဲ့နတ်မောက်အဆက်မှာရှိတဲ့ကျွန်းတုံးပေါ့ကျွန်းတုံးရွာကိစ္စကျွန်းတုံးရွာကိစ္စမှာ လုံညွင်းတဖုံဝင်နေဆိုင်ငယ်တွေနဲ့လာတယ်လို့ကျွန်တော်ထင်တယ်လုံလုံညွင်းတဖုံဝင်နေအဲ့မှာကြောင်းမှာလုံညွင်းလို့ပို့ထွက်လာကြတယ်ဆိုင်ငယ်တွေနဲ့လာကြတယ်ပေါ့အဲ့တော့လာတဲ့အချိန်မှာအဲ့ဒီနတ်မောက်လန်းဆိုတဲ့ PDF ဖွင့်ဝင်နေကဘာနဲ့လာလဲဆိုတော့ Nissan Wing Group မျိုးစားဂွေးကြူအကြောင်းတိုက်စာတန်းပါတာသနာမော်တော်ယာဉ်နဲ့လာတာဖြစ်ပါတယ်နော်အဲ့ဒီ RG ဒီဇိုင်းနဲ့လာတာဖြစ်ပါတယ်ဒီဒီစိတ်ကလည်းအတုပဲကားကလည်းအတုလားစစ်လားတော့မပြောတတ်ဘူးเนาะလောက်ထားတဲ့ဒီစိတ်ကကာညာနာထွက်တဲ့ဒီစိတ်တော့မဟုတ်ဘူးဆိုတော့ သာသနာရှင်ကိုသုံးမိလာတဲ့လာပြီးတဲ့အချိန်မှာဒီလုံခြုံရေးဖွဲ့ဝင်တွေကိုအနီးကပ်ပြစ်ခတ်တက်ဖြတ်သွားတာဖြစ်ပါတယ်။လာတဲ့ဖွဲ့ဝင်တွေမှာ၄ဦးလားမသိဘူး။ဒါကြဆုံးခဲ့ပါတယ်။ပျော်ပွဲနတ်မောက်အဆက်ကကျွန်တော်ပြောတာတော်တော်လေးများပြီ။ကျွန်တော်လည်းတောက်လျှောက်ပြောတယ်။အဲ့မှာစီပေါ်ဆာကိုဆွဲလိုက်။နောက်ပြီးလို့ရှိရင်ဟိုလူတက်လိုက်။သူတို့ကနတ်မောက်ဘက်ခြမ်းမှာလုံလုံမွားလို့ရှိရင်ပျော်ပွဲဘက်ခြမ်းကလူတွေပါလာလို့တယ်။ဘာကြောင့်လဲပျော်ပွဲကကြတော့ပြီးခံပြူအကောင်းတဲ့နေရာဖြစ်တော့ ပျော်ပွဲကိုသူတို့သိကြည့်လို့မရပျော်ပွဲမှာလည်းအကြံဖက်သမားအသိမရှိတော့ပျော်ပွဲအဖွဲ့တွေကနတ်မောက်ကိုသွားပောင်းတော့ဗောနော်နောက်တစ်နေ့တစ်ပုတ်ကတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့လေတွေအကုန်လုံးကိုရခိုင်လူမျိုးတွေမပိုင်တော့ပါဘူးအဲ့ဒါကတော့လေသမားအများစုကဒီ AAC ကနေငှားရဲလောက်ကန်တဲ့သဘောမျိုးနဲ့လောက်ရမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီလေမှာနှစ်နှစ်လေမဆိုင်လို့ရှိရင် AA ဘက်ကပြန်လဲတင်းဆဲမယ်ဆိုပြီးတော့အဲပြဋ္ဌာန်းချက်တစ်ခုသူတို့ထုတ်ပြန်လိုက်တယ်ပေါ့နော်ဒါကလည်း ဒါကိုပြုတိကံပဲ့တင်တံကုထံပြန်လာတာပါပဲเนาะရခိုင်လူမျိုးအများစုကเนาะဗမာဆိုရင်တိတ်ပြီးတော့မကြည်ကြဘူးသူတို့ကနည်းနည်းလူမျိုးအစွန်းရောက်တယ်နှစ်ပေါင်း200ကျော်လောက်သူတို့ကကိုလိုနီဂျုံပြုခံခဲ့ရတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒီအချိန်မှာမွေးလားမမွေးလားမသိဘူးတခုခုပြောတိုင်းသူတို့ကနှစ်ပေါင်း200ကျော်ပဲပြန်ပြန်ပြောတယ်အဲ့တော့ရခိုင်ပြည်နယ်ကလည်းကျွန်တော်တို့အနေနဲ့လှည့်ကြည့်ချင်စရာတော့မရှိနေတော့ဘူးဆွဲမှတ်ချင်စရာလည်းမရှိတော့ဘူးကျွန်တော်ကျွန်တော်ဒီလိုပုံမှန်လေးပြောရရင်ပေါ့နော်နောက်တဲ့တင်တဲ့ဘုကတော့နောင်ချိုတဲ့တင်ဖြစ်ပါတယ် ။နောင်ချိုကတော့အခုတိုက်ပွဲတွေဒါဇက်တိုက်ဆိုသလိုဆက်ပြီးပြင်းထန်နေတယ်။နောင်ချိုမှာရှိနေတဲ့နောင်အောရွှေပြည်ညွတ်ဒီဘက်ချက်မှာအုံမခါစတဲ့ဒေသတွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။အဲ့ဒီမှာရှိနေတဲ့နေရာတွေမှာဒါတို့နောက်ဆုံး line ပေါ့နော်ဒီမြို့ရဲ့အပြင်မှာနောက်ဆုံး line ပဲ။တော့ယင်းနေ့ကပြောခဲ့တယ်လို့ဒီ line ရဲ့အထဲမှာဆိုရင်တော့သူတို့ဒီဘက်ဆောင်မှာတက်တက်လေးတက်တက်ငါထင်တယ်အဲ့ဒီတက်တွေရဲ့ဘေးနားမှာရှိတဲ့တဖန်ကိုင်းမှာနော်အဲ့ဒီတဖန်ကိုင်းမှာသူတို့ခန်းစစ်ပြင်တယ် ဟိုဘက်ချမ်းမှာကြတော့တန်တရာရေးစီဒီမှာခန်းစစ်ပြင်တယ်သူတို့နှစ်ဖက်လုံးမြို့ကိုနောက်ခံထားပြီးတော့ခန်းစစ်ပြင်သွားမယ်ဆိုတာကျွန်တော်တို့သိရတယ်နောက်ထပ်အခုဒီဒနု PDF တွေနဲ့မန္တလေး PDF တွေက TNL ကိုအများကြီးနောက်ကနေလိုက်ပြီးတော့ဒါပံ့ပိုးပေးနေတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီဒနု PDF တွေတင်နှန်းဆင်းတဲ့အချိန်မှာ NUG ကနေပြီးတော့ဇော်ဝီဆိုးကိုယ်တိုင်တက်ရောက်တယ်တက်ပြီးတော့ဘာညာတရကတော့ဗီဒီယိုလာကြွေးတယ်ပေါ့နော် ောချင်တာ TNL ကနော်ဒီတရုတ်ကိုဆန့်ကျင်ပြီးတော့သူကငါ NUG နဲ့ပေါင်းတယ်ဘာဖြစ်လဲကွာဆိုတဲ့သဘောမျိုးပေါင်းပြတာပဲအဓိကကတော့နော်တရုတ်ကိုသူတို့ကဆန့်ကျင်တယ်အဲ့တော့ TNL ရဲ့ကိစ္စကတော့တိတ်မလှဘူးခုဘက်မှာလည်း SSPP ရှိတယ်သူကရန်ကိုပတ်ပြီးရှာထားတာ SSPP နဲ့ရန်ဖြစ်တယ် KYI နဲ့ရန်ဖြစ်တယ်ဒီဘက်ချက်မှာကြတော့လေတက်မတော်နဲ့ခေါင်းချင်းဆိုင်ထားတဲ့အနေအထားမှရှိတယ်အဲ့တော့လုံးဝတော့မှတကယ်လို့သာ เนาะအခက်မသိလို့ရှင်လုံးဝတော့ပျောက်သွားနိုင်တဲ့အနေအထားရှိတယ်တကယ်ဆိုတာညှက်တိုက်မယ်ဆိုရင်เนาะ SSPB ရော RC ရောပါလာမယ်ဆိုလို့ရှင်ပို့ဆိုးသွားမယ်အပေါ်မှာဆိုလို့ရှင်လည်း KIA ရင်ကလည်းရှိနေတဲ့ခါကျတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတာ TNL ရဲ့ဘဝကမတူရဲစရာပဲနောက်တစ်ခါတော့ဒီကြော်မိုးထုံးပေါ့เนาะကျွန်တော်တစ်ခါတစ်ခါသူ့အကြောင်းပြောရတာလည်းတိတ်တော့မကောင်းဘူးကျွန်တော် လူပုဂ္ဂိုလ်ရေးတွေတိတ်မပြောခြင်းဒါပေမဲ့ပြောခြင်းတာဒီတက်မတော်အုပ်ချုပ်တဲ့ကာလပါဘောနော်မြန်မာလူလူကအာတုပီစီမင်းပါတမတ်ချက်ဒီတိုင်းအကာအကွယ်မရဖြစ်နေတယ်တဲ့ဆိုတော့အာတုပီအေးအေးယူဖို့ပြက်ကွက်နေတယ်ဆိုပြောတယ်အဲ့တော့အာတုပီဆိုတာဘာကြောင့်ဘလို့ဖြစ်မှဝင်လာလဲအာတုပီဆိုတာဘလို့ဖြစ်မှဝင်လာလဲဆိုတော့နိုင်ငံနိုင်ငံကလုံးဝ control လုပ်လို့မရတော့ဘူး face state ဖြစ်နေပြီဆိုတော့မှအဲ့နိုင်ငံတွေကိုအာတုပီဝင်လာဖြစ်တယ်ဆိုတော့အဲ့လိုဖြစ်တဲ့အင်ကရက်တွေ ပြည်ထဲမှာအဲ့လိုရှိမနေဘူးနော်လက်ရှိတိုက်နေတယ်ဆိုတော့လည်းတိုက်တယ်စခန်းတိုက်တယ်ပြီးရင်ပြန်ဆုတ်သွားတယ်နော်စခန်းမှာစက်နေရတာမျိုးမရှိဘူးအဲ့တော့နှစ်ဖက်အခြေတင်ဖြစ်နေပြီးဟိုဒီရန်ကုန်လိုနေရာမျိုးမှာပါ냐ဒီလိုကြီးကြီးကျယ်ကျယ်ဖြစ်နေပြီးဘလို့မှမနိုင်မနှင်းလို့ပြည်သူဒုက္ခရောက်နေပြီဆိုလို့ရှိရင်တော့အာတူပီယာဝင်ရှင်းပြီးတော့အစိုးရဆူရတရက်ဝင်ထောင်သွားပြီးတာမျိုးလောက်တက်တယ်နော်ဒါမျိုးကအမေရိကန်လုံးလေးလုံးထရှိတဲ့ပုံစံပေါ့ဥမာကိုဆိုဘိုမှာလုတ်ခဲ့တယ်လို့မျိုးနော်သူတိုက်မယ်တိုက်မယ်ခိုက်မယ်ပြီးလို့ရှိရင် သူရုပ်သေးအစိုးရတည်းရဲ့သူတင်ခဲလိုက်မယ်နော်တကယ်လို့သူခွင့်တောင်းပြီးမှသူဝင်တက်ပါတယ်နော်သူကကုလသမဂ္ဂကိုခွင့်တောင်းတယ်သူခွင့်တောင်းလို့ရှိရင်ကုလသမဂ္ဂကပေးယူပေးရမှာဘာကြောင့်လဲဆိုတော့အမေရိကန်ဖြစ်နေတာပေါ့နော်ပေးယူပေးရမယ်သူခွင့်တောင်းတယ်ခွင့်တောင်းလို့ရှိရင်သူဝင်တယ်အပုံးလေးပါကျဲလုတ်ပြီးလို့ရှိရင်အစိုးရဖြုတ်ချဖြုတ်ချပြီးလို့ရှိရင်အစိုးရတည်းရဲ့ပြန်တင်တာမြို့သူလုတ်တက်တယ်ဆိုတော့မြန်မာနိုင်ငံမှာကအဲ့လိုအခြေအနေမျိုးမှာမဟုတ်ဘူးဒီအစိုးရကအခုမြို့နယ်ပေါင်း268မြို့နယ်မှာတော့မှရေကောက်ပွဲပြန်လုပ်မယ်ဆိုပြီးရထားထားတယ် လာမယ့်2026ခုနှစ်အစောပိုင်းဒုတိယဘက်လောက်လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့လိုအစောပိုင်းအပီးလို့သွားမှာယူကောက်ခွဲရအခုငင်းငင်းဖိုရမ်မှာထပ်လုပ်နေငင်းငင်းဖိုရမ်ကထွက်လာတဲ့နော်ဆုံးဖြတ်ချက်ဒီအဲ့ဒါဒီအကုန်လုံးလွတ်တော်တင်ပြသွားမယ်တဲ့ကဲပြီးနေပြီဒီမှာတကယ်တောင့်တင်းမှလည်းဆိုတော့ဝလို့အဖွဲပါတယ် SSPB ပါတယ် Mine လာပါတယ်ဆိုမပါတာဆိုလို့တော့အဖွဲကြီးအနေနဲ့ပြောရမယ်ဆိုရင် KNU ရဲ့ ထီရရင်ရမပါဘူးဆိုတော့ AA နဲ့ထီရနယ်လေးကိုလူရမသွင်းတာပိုကောင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်တစ်ချက်လုံးမှာ AA နဲ့ထီရနယ်လေးကဘယ်လိုမှကိုနားလည်ပြီးလို့မရတဲ့လူမျိုးတွေ။နော်အဲ့အတွက်တို့ကတော့လူရမသွင်းတာပိုကောင်းတယ်။ဆိုတော့ဒီလိုအခြေအနေတရားကိုတော့ဒီအစိုးရဖန်တီးနေပြီ။နော်အဲ့တော့ကြိုက်လေလိုက်ရမယ်မကြိုက်လေလိုက်ရမယ်ဒီနောက်လိုက်ရမှာဘာကြောင့်လဲဆိုတော့နိုင်ငံရေး platform တရားကဒီနိုင်ငံမှာထွက်ကိုထွက်ရမှာ မထွက်လို့မရအောင်အဲ့တော့နိုင်ငံကြီးထွက်ပေါက်ပဲအဲ့ဒီနိုင်ငံကြီးထွက်ပေါက်နဲ့တို့ဒါကကျွန်တော်တို့တက်မတော်ရဲ့ထွက်ပေါက်မဟုတ်ဘူးအဲ့တော့တက်မတော်ခေါင်းဆောင်တွေရဲ့ထွက်ပေါက်လည်းမဟုတ်ဘူးနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်ရွေးကောက်ပွဲဒီနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်အဲ့တော့ရွေးကောက်ပွဲမှာကျွန်တော်တို့မဖြစ်မနေမဲပေးခြင်းအဖြစ်ရွေးကောက်ပွဲအောက်အောင်မြင်အောင်လို့ဝိုင်းဝန်းပံ့ပိုးပေးခြင်းအဖြစ်နိုင်ငံရဲ့ထွက်ပေါက်ကိုကျွန်တော်ရှာရမယ်နော်လူတစုတစ်ဖွဲ့ရဲ့အတ္တနဲ့တော့တိုက်ပွဲဝင်နေပြီလက်နက်ဆွဲကင်တိုက်ပွဲဝင်နေတဲ့နီလန်ကဘယ်တော့မှမမှန်ဘူး เนาะအဲ့တော့ခုနပြောတဲ့ R2P တွေပါတယ်ဆိုတာကကုလသမဂ္ဂကလည်းကြည်မှာဘူးဒီလူပါတွေပြောနေတာလည်းဆိုပြီးတော့เนาะဟိုစီမင်းစည်းကမ်းရထုတ်ပယ်လိုက်လို့မရဘူး pressure တွေများမှာဒီအဒီတော့ထားထားတဲ့ပုံမှာသူအဲ့လိုမျိုးတက်ပြောနေတဲ့အချိန်မှာအောက်မှာလူရေးကြည့်လိုက်တော့ဒီ Telegram channel တခုမှတင်ထားတယ်လူက21ယောက်ရှိတယ်တယောက်ကဖုံးပေါ့လေနောက်တစ်ယောက်ကမှောက်ရဲ့အိတ်နေတယ်ဆိုသူတက်ပြောတဲ့အစီဝေးပေါ့နော်သူတက်ပြောတဲ့အစီဝေးမှာဘသူမှသူ့စိတ်မဝင်သာဘူးတာမန်ပဲ တာမှန်မဲ့အကုန်လုံးဆိုဒီသတင်းတက်လာတဲ့အချိန်မှာရောဘလူတွေဘလူတို့ပြန်ကြလဲအာတူပီဆိုတဲ့ကိစ္စကအာနာထိမ့်ပြီးတိတ်မကြခင်နော်ထအော်တယ်အာတူပီဝင်လာတော့မယ်မကြခင်မှာတက်တွေဝင်လာတော့မယ်ဘလူဘလူဆိုပြီးတော့ဝါဒတွေဖြန့်ငဲကြတာသတင်းအမှားတွေလွှင့်ငဲကြတာအဲ့ဒီကနေအခုချိန်ဒီတို့မယိုးနိုင်သေးဘူးအာတူပီနေတော့သူကဘာပြောလဲဆိုတော့ဟိုးအရင်တော့တော့နားမလဲလို့ဒီစီမင်းစည်းကမ်းတွေကိုနားမလဲလို့ပေါ်ခဲ့တယ်ဆိုတော့ လက်ခံတယ်အခုက9နှစ်တောင်ရှိပြီနားလည်တဲ့နေပေါ့အချက်မရှိဘဲနဲ့ကိုနိုင်ငံရဲ့အကြောင်းဒါမို့သူကိုစားပြုတဲ့ NUG ရဲ့ညံတိမ်မှုတွေကိုကဘာကိုချပြနေတယ်လို့ဖြစ်တယ်ပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ပလက်ဝသတင်းပေါ့နော်ပလက်ဝကနော်သတင်းနှစ်ပုဒ်တစ်ပုဒ်ပေါင်းပြောရမှာဆိုရင်ပလက်ဝကိုနော် AA ရဲ့ခရိုင်အုပ်ချုပ်မှုခရိုင်တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့ဒီ AA ထောက်ခံတဲ့သတင်းဌာနတွေကပေါ်ပြနေပြီ AA ကအဲ့လိုရေးဆွဲထားတယ်လို့လည်းပြောတယ် နော်အဲ့တော့ချင်းပြည်နယ်ပလဝမြို့နယ်ဟာရခိုင်ရဲ့လက်အောက်ကိုရောက်သွားပြီသူတို့ရဲ့ပြောပြသူတို့ရဲ့ပြောပုံရပါတော့ဆိုတော့ဒါကိုချင်းနယ်ဘယ်လိုတော့ပြန်မလဲတော့ကျွန်တော်ပြောတတ်ဘူးဒါပေမဲ့ထွန်းမြင့်နိုင်တို့ကတော့ဒါကိုတင်ပိုက်လိုက်ပြီဆိုတော့တည်င်းကိုပြောရမယ်ဆိုရင်တော့ပလဝမြို့နယ်ရှင်းလက်ချောင်းနဲ့ယုံလက်ချောင်းပေါ့အဲ့ဒီဒေသမှာရှိတဲ့ဒေသခံလူငယ်တွေကိုအေအေအဖွဲ့တွေကအတမခေါ်ယူပြီးတော့အေအေစီမှာ စစ်မှုထမ်းခိုင်းတယ်လို့ဆိုပါတယ်အဲ့လိုမျိုးစစ်မှုထမ်းမှုအတွက်အာဓမ္မခေါ်ဆောင်ရတဲ့သူတွေဒါအများကြီးရှိတယ်လို့လည်းသိရပါတယ်နောက်ထပ်ကတော့ဒီပလောဝမှာပေါ့နော်ချင်းပြည်နယ်ပလောဝမြို့နယ်မှာအေအဖွဲ့တွေကဝင်ရောက်အုပ်ချုပ်တယ်ပလောဝမှာရှိနေတဲ့အမျိုးသမီးလေးတွေကိုအာဓမ္မပြုကျင့်တာတွေလုပ်တယ်ပြုကျင့်ပြီးတတ်ဖြတ်တာတွေပါလုပ်တယ်အေးအေးယူခြင်းလည်းမရှိဘူးပေါ့နော်အဲ့တော့လူခွင့်ရေချိုးဖောက်မှုအခမ်းအနားဆုံး ရခိုင်အုပ်ချုပ်နေတဲ့ချင်းပြည်နယ်တွေကမြို့နယ်တစ်ခုဖြစ်ပါတယ်။နောက်တရင်တဲ့ဘုတ်ကတော့ညောင်ခါရှိ HRZ ပါနော်။ဘူရန်ဒီတာကြည်ဝေါ်မြို့နယ်ညောင်ခါရှိရွာနားမှာရှိတဲ့ဒီစစ်စေးဂိတ်ညောင်ခါရှိ HRZ မှာစစ်စေးနေတဲ့ချိန်မော်လမြိုင်ဘက်ကနေမောင်းနှင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုဇွန်လ28ရက်နေ့ညနေပိုင်းမှာဒါစစ်စေးတဲ့အချိန်မှာပစ္စတိုတနက်16လက် GN 38ခုနဲ့ကြည်စံတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နောက်တရင်တဲ့ဘုတ်ကတော့ TNL ဖြစ်ပါတယ်။ ။နော် TNLD ကနေပြီးတော့ NUG အားပေးတဲ့အဖွဲ့ဝင်တွေကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ NUG အားပေးတဲ့အဖွဲ့ဝင်တွေဆိုတာ39နဲ့88ပေါ့နော်။ကြောင်မဲမြို့နယ်ထဲမှာနေထိုင်တဲ့88မျိုးဆက်ကတာဝန်ခံဒေါ်ရီဆွေနဲ့ရွှေဘူက PDF 6ဦးကို TNLD ကဖမ်းဆီးထားတယ်လို့သိရတယ်။ဖမ်းဆီးတာကတော့ကြာပြီ။10ရက်ကျော်သွားပြီ။ဒါပေမဲ့ခုချိန်ထိအစမလာတဲ့မကြတဲ့ဘာတွေဖြစ်နေလဲဆိုတာမသိရသေးပါဘူး။နောက်တဲ့တင်ပြပို့ကတော့ NUG ရဲ့မျက်ရည်တွေဖြစ်ပါတယ်။အဲ့ဒါကတော့ လက်ရှိချိန်မှာထိုင်းနိုင်ငံတဝိုက်မှာမြန်မာနိုင်ငံသားတွေကိုပိုက်စိတ်တိုက်ဖမ်းဆီးနေပါတယ်အဲ့လိုပိုက်စိတ်တိုက်ဖမ်းဆီးတဲ့နေရာမှာနိုင်ငံရေးအရစစ်မှုထမ်းရမှာကြောက်လို့တော့အကြောင်းမျိုးမျိုးနဲ့ပေါ့နော် PDF ဖြစ်လို့ PDF လောက်ရမှာဆိုလို့ဆိုဟိုဘက်ကန်ကူးပြီးတော့ကုံသွားထမ်းတဲ့သူတွေအကုန်လုံးကိုဖမ်းဆီးနေပါတယ်တရားမဝင်လောက်ကိုက်တဲ့သူပန်သမ ्या ပညာတက်တက်ပညာမတက်တက်အကုန်လုံးကိုဖမ်းပါတယ်တရားမဝင်နေထိုင်တယ်တရားမဝင်လောက်ကိုက်တယ်ဒီလိုလူများများအကုန်လုံးဖမ်းပါတယ်တရားမဝင်နေထိုင်တယ်ဆိုတာကတော့ဒီကနေပြီးတော့ပါပတ်စပို့မှအစိုးရချင်းတိမှတ်ပြုပြီးသွားတာမဟုတ်ဘူး တရားမဝင်လုတ်ကိုက်နေဆိုတာထိုင်းဆိုရမှာမြန်မာနိုင်ငံသားတွေလုတ်ခွင့်မရှိတဲ့နိုင်ငံသားလုတ်ခွင့်မရှိတဲ့အလုပ်တွေအများကြီးပါတယ်။ဥမာရင်မောင်းလုတ်လိုမျိုး၊ကြောက်မြေရင်နာရောင်းဝယ်ရေးလုတ်လိုမျိုးပြီးလို့ရှိရင်ဈေးရောင်းဈေးဝယ်အလုပ်လိုမျိုးစားသောက်ကုန်လုပ်ငန်းလိုမျိုးစသဖြင့်လုပ်ငန်းတော်တော်များများမှာမြန်မာနိုင်ငံသားတွေကိုသူတို့ကခိုင်းခွင့်မပေးပါဘူး။အဲတော့အဲ့လိုနေရာတွေမှာမြန်မာနိုင်ငံသားတွေလုတ်လို့မရတာဖြစ်တဲ့အတွက်အဲ့လိုတွေလုတ်နေတယ်ဆိုလို့ရှိရင်ဖမ်းပါတယ်။ အဲ့တော့ဒီရက်ပိုင်းမှာ main software ပိုင်းမှာရှိနေတဲ့ဒီ၃ main တွေပေါ့နော်ထိုင်းလို့ခေါ်တဲ့ sample ပေါ့ sample တွေပြီးလို့ရှိရင်ကျွန်တော်တို့ e-bike တွေစသဖြင့်ဒါတွေကိုလိုက်လက်ဖန်းစီနေတယ်မြန်မာနိုင်ငံသားတွေကိုလည်းဖန်းစီတယ်အဲ့ဒီမှာ NUG ရောကဘာပြောလဲဆိုတော့ထိုင်းဆိုးရကသူတို့အတိမတ်မပြူတာဖြစ်တဲ့တော့တဲ့သူတို့အနေနဲ့ဒါကိုဖြေရှင်းဖို့အတွက်အခက်အခဲဖြစ်နေတယ်ပေါ့နော်မချစ်တင်ငယ်ပေါ့နော်သူတို့လည်းအတိမတ်ပြူခံချင်တယ်ပေါ့သူတို့ဘယ်လိုပုံစံနဲ့နေနေတယ်တော့မသိဘူးဒါပေမဲ့ အဲကျွန်တော်ဗီဒီယိုကိုကြည့်တဲ့သူတွေမှာထိုင်းတန်ယုံနဲ့နေဆက်တဲ့သူရှိရင် ပြောလိုက်ပါအောင်သူတို့ကထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံဒီတစိပ်ပါတဲ့ခါယူနောက်ခံထားပြီးတော့မျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့တည်င်းနေလွှင့်နေပါတယ်เนาะထိုင်းနိုင်ငံထဲမှာရှိပါတယ်ဆိုတော့ထိုင်းနိုင်ငံထဲမှာအခွန်မဆောင်မဲနဲ့ပြပားနေရတဲ့ပတ်စံတွေတပြုံတစ်ခေါင်းကြီးသူတို့စီမှာရှိတယ်နောက်ပြီးလို့ရှိရင်ထိုင်းနိုင်ငံကိုအခွန်ရှောင်ပြီးတော့ဒီတည်င်းနေလွှင့်နေတဲ့တည်င်းဌာနတွေလည်းအများကြီးရှိပါတယ် ။ဒါကြိတင်းဌာနတွေကလည်းထိုင်းနိုင်ငံကိုအခွင့်မဆောင်ပါဘူး။အများပြားရှိပါတယ်။ချင်းပိုင်မှာစစ်ဆေးလို့ရတယ်။မဲဆောက်မှာစစ်ဆေးလို့ရပါတယ်။နောက်တဲ့တင်းဘုတ်ကတော့ဒီရက်ပိုင်းမှာဗမော်တိုက်ပွဲမှာတော့အပြန်အလှန် drone တွေနဲ့တိုက်ခိုက်နေတာတွေ့ရတယ်။ဒါပေမဲ့လူမျိုးကြီးတပ်ဖွဲ့ဝင်တွေဘက်က drone တိုက်ခိုက်မှုတွေမှာတော့ညာဘက်တိုက်ခိုက်မှုတွေမှာတော့မှဒါခေါင်းမော်တက်တက်ကြတဲ့ drone တွေတော်တော်များပါတယ်။ဆိုတော့ဒီ drop bone တွေက KIA နဲ့ PDF ဖွဲ့ဝင်တွေအကုန်လုံးကိုတခါတည်းမျိုးတုံးသွားစီပါတယ်။ တော့အုပ်စုလိုက်တခါတည်းတပြုံတည်းတခဲတဲ့ဒါတည်သွားတာမြင်ရပါတယ်နောက်တစ်ချိန်ဘုတ်ကတော့နိုင်ငံတကာသတင်းဖြစ်ပါတယ်အဲ့ဒါကတော့တရုတ်ဆိုရကအဲလီဝါစစ်စင်ကြီးတွေမှာတုံးမဲ့ drone အသေးလေးတစ်မျိုးကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီ drone ကကဘာမှာအသေးငယ်ဆုံး drone လို့တောင်ပြောလို့ရပါတယ်အဲ့ဒါကတော့ mosquito drone လို့ခေါ်တဲ့ချင်းရွယ်စားပဲရှိတဲ့ drone ဖြစ်ပါတယ်ဒီ drone ကသူကဟို တောင်ပံနှစ်ဖက်ပါပြီးတော့တောင်ပံနှစ်ဖက်ကလည်းဒီပိုးကောင်တွေတောင်ပံနေလောက်ပဲရှိတယ်တော်တော်ကိုသေးတဲ့ drone ဖြစ်ပါတယ်တောင်ယုံအတန်ကလည်းထွက်မှာမဟုတ်ပါဘူးအဲ့ဒီအတွက်တချို့သောနေရာတွေမှာဆစ်စင်ရင်လုဆောင်တဲ့နေရာတွေမှာဒီကောင်ကတော်တော်လေးအသုံးဝင်မယ်လို့ဒါတရုတ်ဆူရဘက်ကမှန်းထားပါတယ်အချို့သောအရေးကြီးတဲ့ဒီအခန်းတွေနော်လျှို့ဝှက်စကားပြောတဲ့နေရာတွေမှာလည်းဒါတွေကိုထည့်ပြီးတော့ခိုးယူနားထောင်နိုင်တယ်လို့မျိုးဒီကေဇေးမရှင်တွေမှာလည်း ဒီ drone တွေကိုလွှတ်ပြီးတော့ကယ်ဆယ်တာတွေလုတ်ဆောင်နိုင်တယ်လို့ဒါပညာရှင်တွေကသုံးသပ်နေပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ Iran နဲ့ American ကိစ္စပေါ့နော်ဒါစစ်ကခဏရက်သွားပြီဆိုပေမဲ့လည်းဒီသတင်းတွေကတော့ဆက်လက်ရှိနေဆဲဖြစ်ပါတယ် nuclear သုတေသနလုပ်တဲ့အီရန်ရဲ့စခန်းလေးကိုအမေရိကန်တိုက်ခိုက်ခဲ့ပေမဲ့မတိုင်ခင်မှာပဲအီရန်အစိုးရဘက်ကဒီနျူကလ িয়ার စက်ရုံတွေကိုရွှေ့ထားတယ်လို့ပြောပါတယ်။အခုတော့အမေရိကန်တိုက်ခိုက်လို့မမှီနိုင်တော့တဲ့တောင်ကုန်းတွေရဲ့အောက်မှာသူတို့သွားပြီးတော့ ဒါတွေကိုဆက်လက်ပြီးလှုပ်ဆောင်မယ်လို့သိရတယ်ဆိုတော့ဘလောက်တောင်ဒါနတ်မလဲဆိုတာတော့မပြောတတ်တော့ဘူးဒါပေမဲ့ပြီးခဲ့တဲ့တိုက်ခိုက်မှုတွေမှာဆက်ယုံပတ်ဝန်းကျင်အချို့ဖျက်ဆီးခဲ့ပေမဲ့နျူကလ িয়ার ယူဖိတ်မှုမရှိဘူးသူတို့ရဲ့သုတေသနပြုလုပ်မှုတွေပျက်စီးမှုမရှိသွားဘူးဒါကတော့လက်ခံရမယ့်အမှန်တရားဖြစ်ပါတယ်ဒီကအီရန်အစိုးရဘက်ကနေပြီးတော့ဒါသူတို့ကမရက်ဘူးသူတို့အနေနဲ့ဒါကိုဆက်ပြီးလှုပ်ဆောင်သွားမယ်ဆိုပြီးပြောတယ်ဆိုတော့တစ်ဖက်နဲ့တစ်ဖက်က ။အစ္စရေးကလည်းသူတို့တိုက်ခိုက်မှုမှာသူတို့အောင်မြင်တယ်ဆိုပြီးတော့အောင်ပွဲခံတယ်။အီရန်ကလည်းသူတို့ကအောင်ပွဲခံတယ်။ဆိုတော့နှစ်ဖက်လုံးကဘယ်သူအောင်လို့အောင်မှမသိဘူး။ဒါပေမဲ့ဘယ်သူအောင်တာအရေးမကြီးပါပဲ။အခုအရေးကြီးတဲ့ကိစ္စကတော့စီစည်းတက်လာတဲ့ကိစ္စဖြစ်ပါတယ်။အဲ့စီစည်းတက်တဲ့ကိစ္စကဘယ်လောက်တောင်ဆိုးလဲဆိုတော့နောက်အခုအီရန်ကဒီ hormones ရေလက်ကြားနဲ့ပတ်သက်ပြီးတော့အတံမဲထွက်ကားသေးတယ်။တော်တော်များများတင်းမိုးတွေကအဲ့ဒီကိုမဖြတ်ရဲတော့ နော် homo sie ledger က cu ကျွန်တော်အရင်တော့တင်ပြခဲ့သလိုပဲတရက်တရက်ကိုတန်ချိန်တန်း20လောက်ထွက်နေတာပြီးလို့ရှိရင်ရင်းနှံစီဘယ်လောက်ထွက်နေတာစသဖြင့်ပေါ်ရင်းနှံစီဘယ်လောက်ထွက်နေလဲဆိုတာကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်ပါတယ်အဲ့လောက်အရေးကြီးတဲ့နေရာလည်းဖြစ်ပါတယ်အဲ့လိုအရေးကြီးတဲ့နေရာကို iran ကပိတ်ပစ်မယ်လို့ပြောပြီးတဲ့နောက်ပိုင်းမှာတရုတ်နဲ့ရုရှားသင်္ဘောကလွှဲပြီးတော့ဂျန်နဲ့သင်္ဘောတွေကမဖြတ်ရဘူးဖြတ်မယ်ဆိုလို့ရှိရင်လည်းတရုတ်ရောရုရှားရောဆောင်ပြီးတော့အဲ့လိုမျိုးသတင်းပို့ပြီးမှဖြတ်ရတဲ့သဘောပေါ့နော်သူတို့အလံတွေကိုချပြီးတော့တရုတ်အလံရုရှားအလံတွေတင်ပြီးတော့သွားရတဲ့ပုံစံမျိုးနဲ့ ဖြတ်တန်းနေတယ်လို့သိရပါတယ်ဆိုဒီနေ့တော့တရင်နေရာတော့ဒီလောက်ပါပဲကြီးစုအားပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကို data ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ